လူချင်းသာပေါင်းဆက်လို့ရပါမယ်အတွင်းအစ္ဆတကျင်ပေါင်းဆက်လို့မရဘူးအတွင်းအစ္ဆတထဲမှာဖြစ်တဲ့သဘောတရားဟာဘယ်တော့မှပေါင်းလို့မရဘူးနော်ပေါင်းလို့မရဘူးကိုယ့်ရင်ထဲမှာဖြစ်တာကိုယ်နဲ့ပဲသက်ဆိုင်အဲ့ဒါကိုမြတ်စွာဘုရားဟောတာသဗ္ဗိတ္တကမ္မတကာဆိုကိုလို့ထားကိုယ်ပဲပိုင်တယ်သူများမပိုင်ဘူးနော်ကိုယ့်ရင်ထဲမှာဖြစ်တယ်ဒီပြညာမပြောနဲ့ကမ္မတကာမပြောနဲ့စဉ်းစားကြည့်လိုက်ထမင်းမွဲမှာတူတူစားကြတယ် ဟင်းတစ်ခွက်ပဲတူတူစားရဖြစ်အောင်တယောက်ကယောဂရှိတယ်တယောက်ကယောဂမရှိဟင်းကချက်ထားတာကရိုးရိုးပုံကိုယ်ဆိုရင်တဲ့တယ်ယောဂရှင်မတဲ့ဘူးဆိုတာကဲမတဲ့တဲ့ပုံကိုယ်ကစားလိုက်လို့ရှိရင် သူ့မှာယောဂတိုးတယ်ဓမ္မတဲ့ပုံကိုယ်စားတော့မှာမဖြစ်အဲ့ဒါဘာကြောင့်ဖြစ်တာဒီဟင်းတစ်မျိုးတည်းပဲစားတာပဲတယောက်ကယောဂဖြစ်တယ်တယောက်ကယောဂမဖြစ်ဘူးဒါ individualization ကိုခန္ဓာနဲ့ကိုသူခန္ဓာနဲ့သူအဲ့ဒါကြပေါင်းဆက်လို့မရဘူးတဲ့ပေါင်းဆက်လို့မရဘူးဒီအတိုင်းပဲစိတ်ထဲမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာပေါင်းဆက်ပြီးလို့ရတာမဟုတ်ဘူးအစ္ဆတ္တကိုပေါင်းဆက်လို့မရဘူးဗိဓာကပေါင်းခြင်းပေါင်းအစ္ဆတ္တတော့ပေါင်းလို့မရဘူးလို့ဆိုလို့တယ်ပေါ့နော်ဒါကြောင့်မို့စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ကွဲကြတယ်ဆိုတာလည်းရှိတာအရေးကြီးတာကတော့အစ္ဆတ္တအရေးကြီးတယ် မြတ်စွာဘုရားဟောတာဗဟိတဆိုတာအများဆိုင် အစ္ဆဒဆိုတာကိုယ်ပိုင်တဝိတ္တကမ္မတကဆိုတာအစ္ဆဒကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားဟောတာဖြစ်တယ်